မြူစီမပိတ်တယ်များအားလုံးပဲမင်လာပါခင်ဗျာမြူစီမရဲ့တိတ်ဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေဒီခါတိတ်ဆုံမေးမြန်းခန်းမှာတော့ sexual harassment နဲ့ပတ်သက်ပြီးအကြောင်းအရာတွေပြိပခကာလမှာအမျိုးသမီးတွေကိုလိန်ကျမ်းဖတ်တဲ့အကြောင်းအရာတွေကိုအမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ sister to sister အဖွဲ့ရဲ့အမှုဆောင်အဖွဲ့ဝင်တအူးဖြစ်တဲ့ matt tensor ရှင်းလက်ကြီးကိုတည်တံ့ဆက်သွယ်မေးမြန်းထားပါရစေခင်ဗျာ ဟုတ်ကဲ့မတ်တင်စာရှင်းလက်ကြီးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မအခုပေါ့နော်အခုရပိုင်းမှာပေါ့နော် sexual harassment ကိစ္စတွေဖြစ်နေတာဒါအမားတို့အဖွဲ့ဆိုလဲဒါစာရီထုတ်ပြန်ထားရရှိပေါ့နော်ဆိုတော့လေဒီလိုဖြစ်ရတွေမှာကျူးလွန်သူကို social punishment လောက်ကြရပေါ့နော်အခုနောက်ပိုင်းတွေ့လာပေါ့နော်ဆိုတော့ဟိုဒီနေရာမှာကျွန်တော်သိချင်တာပေါ့နော်အမားဒီ social punishment လောက်တာကဒီကျူးလွန်သူကဝင်ချတောင်းမှန်လိုက်ရောခွင့်လွတ်တင်လာပေါ့နော် ခွင့်မလွတ်တင်ဘူးလားဘာကြောင့်လဲပေါ့နော်အဲ့ဒါလေးပထမဆုံးဖြေကြားပြပအောင်မှာအဲပထမဆုံးတစ်ချက်ကတော့ဒီ sexual harassment ဆို case မျိုးကဒီလူတယောက်ကျူးလွန်ခံရတဲ့သူအတွက်ဆိုရင်ရေတို့ရေရှင်ကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာနောက်ဒီလက်တွေ့ရုပ်ပိုင်းဆိုင်ရာဆိုးရိုးတွေအများကြီးကိုကြုံရကြုံရနိုင်တယ်ပေါ့နော်အဲ sexual harassment case ကတင်းငယ်တဲ့ အမှုလို့အများပြောကြတဲ့ပေါင်ကိုထိလိုက်တာပခုံးကိုဖတ်တာနန်းတာဆလို့ပေါ့နော်ဒီ rape case အထိပေါ့နော်တက်ရောက်မှုတွေကတယောက်နဲ့တယောက်မတူကြအောင်အဲဆိုတော့အဲ့ဒါတွေရဲ့နောက်ဆက်တွဲဆိုးကျိုးကကျမတို့မထင်မှတ်ထားတော့အောင်ပြင်းထန်တာတွေရှိနိုင်တယ်။အဲ့ဒါတခုကတော့ကျမတို့အရင်ဆုံးသိရမယ်ခေါ့။နောက်တစ်ခုက sexual harassment case တွေကဒီတော်လိုင်းကာလမှာမဟုတ်ဘူး။အများနဲ့ရှိခဲ့တယ်တခြားလုံးရှိနေတယ်။နောက်လည်းရှိနေဦးမယ်ဆိုတော့အနေထားတော့ကျမတို့မြင်ရတယ်။အဲ့တော့အာ ဘယ်သူမဆိုဘယ်ချိန်မဆိုဘယ်ကာလမဆိုဖြစ်နိုင်တယ်ဆိုတဲ့ဟာပေါ့နော်ဘသူကမဆိုဘသူ့ကိုမဆိုကျူးလွန်နိုင်တယ်ဆိုအဲ့ဒါလည်းကျမတို့အားလုံးခေါင်းထဲမှာရှိထားရမယ့်ကိစ္စပေါ့နော်အဲ့တော့အဲ social punishment လုပ်တယ်ဆိုတာကအဲတိမှုတစ်ခုကို ပြစ်မှုတစ်ခုကျွလွန်တယ်ဒါမဟုတ်ဒီ justice and injustice ပေါ့နော်မတရားမှုတစ်ခုကိုကြုံရတဲ့အခါမှာလူတွေက social punishment punishment လုပ်ကြတယ်အဲ့ဒါက sexual harassment case မှာမဟုတ်ဘူးအရင်ကဆိုရင်ကျမတို့ဒါမင်းသားမင်းသမီးတွေရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်တွေပြည်သူနဲ့မယက်တီလို့ SP လုပ်ကြတယ်ဒါတွေလည်းအများကြီးရှိရယ်အာပြီးတော့ဒီစစ်တပ်ရဲ့ထုတ်ပုံပစ္စည်းတွေကို social punishment လုပ်ကြတယ်ဒါမျိုးတွေရှိရယ်ဆိုတော့သဘောတရားအတူတူပဲဆိုတော့လူတွေက မတရားမှုကိုကျူးလွန်ခံရတဲ့အခါဒါမှမတရားမှုကိုခံစားရတဲ့အခါမှာ ီချက်ချင်းလိုက်ငင်းပြစ်ဒဏ်ချအရေးယူတာမျိုးอ่ะ social punishment တွေမှာဒါအမျိုးအစားတစ်ခုအနေနဲ့ပါလာတယ်ပေါ့เนาะဆိုတော့အဲဒီလိုမျိုး social punishment ကိုပြုလုပ်တဲ့အခါမှာဒီအဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့အမားကိုတိပြီးတော့အဲ့အမားကိုပြင်ဆင်စေခြင်းနဲ့နောက်ဒီမှန်တာကိုလုပ်လာစေခြင်းနဲ့ဒါက ဟိုအခြေခံစဉ်းစားချက်ဖြစ်ကြပါတယ်အဲ့တော့ဥမာမင်းသားမင်းသမီးတယောက်ကို social punishment လုပ်တယ်ဆိုရင်အဲ့မင်းသားမင်းသမီးကပြည်သူရဲ့ SP ကိုကြောက်လို့ဒါမှမဟုတ်ပြည်သူရဲ့ SP ကြောက်မှုလို့အမှန်တရားကိုမြင်သွားတယ်အာသူမားတယ်ဆိုတော့တည်သွားတယ်ဝင်ချတောင်းမှန်တယ်ပြီးရင်အဲ့ဒါကိုပြန်ပြီး corrective behavior တွေပေါ့နော်အာပြည်သူနဲ့အတူရက်တီတဲ့လုပ်ငန်းတွေလုပ်လာတယ်ပြည်သူနဲ့အတူစကားတွေထုတ်ပြောလာတယ်ထုတ်ဖော်ပြောဆိုလာတယ်ဒါတွေကိုလည်းအချိန်တိုင်းတာတစ်ခုထိအဲသူဟာယုံကြည်မှုကိုတိဆောက်ရတယ် အယုံကြည်မှုရမှပဲ SP ဆိုတာကပြေလျော့သွားတာအဲ့ဒါက SP ချလိုက်တဲ့အစုအဖွဲ့ဖြစ်စေလူဖြစ်စေက SP ချလိုက်ပြီးဟေးဆိုတာနဲ့ဘဲချိန်မှာပြေလျော့သွားလဲဆိုတာကအဲ့ဒီလုတ်တဲ့သူကျူးလွန်တဲ့သူရဲ့ behavior ပေါ်မှာပဲမူတည်ပြီးတော့လူတွေကဆုံးဖြတ်ကြတယ်ပေါ့နော်ဒီလိုမျိုး uh, sexual harassment case တွေမှာကြောက်ပြန်ကြည့်မယ်ဆိုရင်ဒါဟိုဒါဆွမ်းနာနိုင်ငံရေးနဲ့နိုင်ငံရေးနဲ့အခြေပြန်တဲ့ general case ကိုပြပြတာပေါ့ sexual harassment case ကြတော့အာဒီကိစ္စကိုကျူးလွန်ခံရတဲ့သူက SP ချကြတာဖြစ်တယ် ကျူးလွန်ခံရတဲ့သူနဲ့အတူရက်တီပြီးတော့ချကြတာဖြစ်တော့ကျူးလွန်ခံရတဲ့သူကဘယ်လိုမြင်လဲအာဒီပေါ်မှာအဲသူနဲ့အပဒီဟာကိုဒီတက်ရောက်မှုဖြစ်တဲ့လူတွေပေါ့နော်ဒီဖြစ်ရတဲ့ခုကအဖွဲ့အစည်းတစ်ခုကိုတက်ရောက်တာဖြစ်နိုင်တယ်မိသားစုတစ်ခုကိုတက်ရောက်တာဖြစ်နိုင်တယ်လူတစ်ယောက်တည်းကိုပဲတက်ရောက်တာဖြစ်နိုင်တယ်အဲ့ဒါတွေအားလုံးကဘာနဲ့သွားဆိုင်လဲဆိုတော့ကျူးလွန်ခံရတဲ့သူနဲ့သူ့အတိုင်းအဝန်းကဘယ်လိုမြင်လဲဒါကခွင့်လွှတ်တဲ့ကိစ္စလားတောင်းပန်လိုက်ုံနဲ့ပြီးသွားလားဆိုတာကအာကြုံခဲ့ရတဲ့သူရဲ့အတွေ့အကြုံတွေတော့အဓိက ဆိုင်နေလို့ကျမတို့ပြောတယ်ပေါ့နော်ကျွန်တော်ဟို SP ဆိုတာကျမတို့ဥပဒေလိုမျိုးသတ်မှတ်ထားတာမျိုးမဟုတ်တော့အဲထောင်သုံးနှစ်ချတယ်သုံးနှစ်ပြီးအပြစ်လွတ်ဆိုတာမျိုးဟုတ်ချင်မှလည်းဟုတ်ဘူးအဲ့တော့အဲ့ဒါကပြင်းထန်နိုင်တယ်ပြင်းထန်မှုရှိနိုင်တယ်အဲကျမတို့အချိန်ကာလအဖြစ်လဲဒီထက်ဟိုကျမတို့မှန်းထားရတယ်ပူကြသွားတာလည်းဖြစ်နိုင်တယ်တော့မဟုတ်ပုံမကြပဲတလာတိုင်းနဲ့ပြီးသွားတာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါကကျွန်တော်တို့အာလက်ရှိမှာတော့ social ဖြစ်တဲ့ကြောင့်မို့လူမှုရေးအဖြစ်ချတာဖြစ်တဲ့ကြောင့်တိတိကျကျပြောလို့မရဘူးပေါ့နော် โอเคมาရှင်းပြပြီးအကျေစုတင်ပါတယ်ပေါ့เนาะမနောက်တစ်ခုကအမရပစ်မှုကျူးလွန်တဲ့သူကဒါဆိုရင်သူ့ပြည်တန်ချရဲဆိုရင်အမှုလိုက်ဒါပြည်တန်ကာလတတ်မှတ်ချက်ဆိုတာရှိရပေါ့เนาะဆိုတော့ social punishment မှာကခုနအမပြောလို့ကာလတစ်ခုကလည်းသူကျူးလွန်ကျူးလွန်ခံရသူပေါ့မူကြီးဆိုတော့ဒါမှမဟုတ်ကျူးလွန်သူကကျူးလွန်သူကရောတတန်းတလျှောက်လုံးလုံးတင်တယ်လို့အမအနေနဲ့မြင်ပါလားမှာ အဲ့ဒါကကျုလုံနဲ့သူကဘယ်လောက်ထိ corrective behavior လုပ်နိုင်လဲအာဘယ်လောက်ထိသူကယုံကြည်မှုတည်ဆောက်နိုင်လဲ ਨੇ မူတည်ရယ်တချို့ကြတော့တောင်းပန်လိုက်တယ်မှားပါတယ်လို့ပြောတယ်တကယ်တကယ်လောက်ရက်တည်းအလောက်ရက်တည်းနောက်သူ့ရဲ့ပြုမှုပြောဆိုတွေကမပြောင်းလဲဘူးအတွင်းထဲကပြောင်းတာမဟုတ်အပေါ်မှာဖိအားရှိလို့သာတောင်းပန်လိုက်တယ်တကယ်တကယ်တောင်းပန်ခြင်းလို့မဟုတ်ဘူးတကယ်တကယ်စိတ်ထဲမှာမကျေနပ်နေစိတ်ထဲမှာသူ့ကိုဒါကိုထောက်ပြပြောဆိုရဲလူလူမုန်းတီးတယ်တိုက်ခိုက်တယ်ဒါရီရှိနေသေးတယ်ဆိုရင်တော့အဲ့ဒါတကယ်တောင်းပန်တာမဟုတ်ဘူး ဒါဆိုရင်တော့အဲ့လူဟာ social punishment ကသူ့ရဲ့အပြုပြုမှုပြောဆိုအတွင်းစိတ်တံတန်းနဲ့ထွက်လာတဲ့ခံယူချက်အဲ့ထွက်ခံယူချက်ကနေထွက်လာတဲ့အပြုမှုမပြောင်းသွင်းရတော့ SP ခံရလိမ့်မယ်လို့ကျွန်မမြင်တယ်။ကြောဟိုဘာဖြစ်လဲဆိုတော့ကြုံရတဲ့သူကသူတယောက်တည်းဖြစ်ချင်မှဖြစ်မယ်။ channel ကျူးလွန်ခံရတဲ့သူတွေအများကြီးရှိနေနိုင်နေတယ်။ရှိနေနိုင်နေတယ်ပေါ့နော်။ကြောအဲ့ဒါကဘာနဲ့သွားဆိုင်လဲဆိုတော့အဲ့ကျူးလွန်သူကဘလောက်ထိအဲစိတ်လိုလဲရနဲ့တကယ်တောင်းမှန်တာလေစိတ်လိုလဲရနဲ့တကယ်အပြုမှုပြောင်းလဲ ပြောင်းအပြောင်းလဲလုံနိုင်လဲပုံမူတည်တယ်ဟုတ်ကဲ့မှကျေးဇူးတင်ပါတယ်မှပြီးတော့လေအခုနောက်ပိုင်းအဲ့ sexual harassment ကိစ္စတွေတော်တော်များများကျွန်တော်တို့ဒီ online ပုံမှာတော့တွေ့လာရရပေါ့နော်တချို့ဆိုရင်သူကနာမည်ကြီးပုံကိုတွေကလိင်မြက်ထုတ်တာတွေပါ ရှိလာပေါ့နော်အမဆိုတော့သူတို့ပတ်ဝန်းကျင်ကကိုယ်တိုင်ကိုယ်ကပေါ့နော်အဲ့ဒီလိမ်မြထုတ်တဲ့ဟာတွေကိုဖုံးဖိပေးတယ်ကာကွယ်ပေးကြတယ်အဲ့ဒီဖြစ်ရအပေါ်ကောအမအနေနဲ့ဘယ်လိုပြောချင်လဲခင်ဗျ ဆိုတော့အဲ့လို case တွေလည်းဟိုအရင်ကတည်းကရှိပါတယ်ဒီထက်ပို့ပြီးတော့ဟိုပြောရမယ်ဆိုပြည်သူကိုစိတ်တက်တော့မကြစီချင်သို့တော့တကယ်တကယ်အဖြစ်မှန်ကိုပြောရမယ်ဆိုရင်လေမိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအမျိုးသမီးတွေနဲ့ဒီအခြားဂျန်နာတွေပေါ့အခြားဂျန်နာတွေကိုဖိနှိပ်ချုပ်ချယ်တဲ့ထဲမှာအဆိုးရွားဆုံးပြစ်မှုကျူးလွန်တာဘယ်လိုလူမျိုးတွေလဲဆိုတော့ဒါတွေကိုနားလေတဲ့လူတွေကကျူးလွန်တာအဲ့လိုလူတွေကကျူးလွန်တာပို့ပြီးအပြစ်ဒဏ်လဲပို့ကြီးတယ်လို့ကျွန်တော်တို့ခံယူတယ်။ဒါလဲဆိုတော့ အာဂျန်ဒါအရင်းနဲ့ပတ်သက်ပြီးအမျိုးသမီးတွေရပိုင်ခွင့်တွေကိုထုတ်ဖော်ပြောဆိုနေတဲ့လူနောက်အသိပညာပေးနေတဲ့လူနောက်အမျိုးသမီးတွေကိုစော်ကားနှောက်ရှက်ရင်ဗာပစ်မှုတွေခံရမယ်ဆိုတာကိုပညာပေးနေတဲ့သူတွေကိုရင်ကကျွလွန်လာရှိလို့ဆိုတယ်ဆိုတော့အဲ့လိုလူတွေကတိတိယက်နဲ့ကျူးလွန်တာဖြစ်တော့ကြောင့်သူတို့ကဒီဖြစ်ရက်တွေကိုဘယ်လိုရှောင်ပြီးတော့လူတွေကိုဘယ်လို manipulate နော်ဟိုအာစိတ်တက်ဟိုသူ့ပေါ်မှာအပြစ်မသိအောင်ဘယ်လိုနီးနဲ့ကာကဲရမလဲပတ်ဝန်းကျင်အတိုင်းဝန်းရလဲ ဒါတွေကိုနားလည်တဲ့ gender တမားတွေဖြစ်တဲ့အခါကျတော့ယဉ်ညင်းမှုတွေယုံကြည်မှုတွေဒါတွေအများကြီးကိုအသုံးချပြီးတော့မလိန်တပတ်လောက်တာတွေတော့တာမန်အဖြစ်ဆိုရင်ဟိုထားပါတော့ gender ကိုတင်ပေးနေတဲ့ဆရာတယောက်ကျွလုံးနေဆိုလူတွေကဘယ်ယုံကြည်နိုင်မလဲမယုံကြည်နိုင်ဘူးအဲ့မယုံကြည်နိုင်တဲ့ဟာရဲ့နောက်ဆက်တွဲမှာဟိုထုတ်ဖော်ပြောဆိုတဲ့လူကိုဝိုင်းအဖြစ်တင်လိုက်ကြတယ်ဝိုင်းပြီးတော့လက်ညှိုးထိုးလိုက်တယ်မဖြစ်နိုင်ဘူးငါတို့ဆရာကိုပုံဖြတ်တာငါတို့ဆရာကိုဂုဏ်သိခါကြောက်အောင်လုပ်တာ ဒါမျိုးပေါ့တိတ်မကြခင်ဖြစ်တဲ့ဒီစာချင်းအာ OG ဆရာကြီးတယောက်ဆိုရင်လဲအဲ့လိုပဲထုတ်ပေါ်ပြောတဲ့လူတွေကိုစေနဲ့ချီချီလာတာတော့မှအဲ့ OG ဆရာယနေ့အထိဟိုနော်ဆေးရုံဆေးဆေးရုံဆေးကန်းကြီးတွေမှာလိုက်ပြီးတော့ကုသနေသေးပဲအမျိုးသမီးတို့ဆန့်တက်နေသေးပဲဆိုတော့ဒီဆရာငါတို့ဆရာနှစ်ပေါင်းများစွာဆက်တင်လာတာမယုံနိုင်ဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်ဒါတွေကိုအသုံးချပြီးတော့ဒီနမည်ကြီးလူတွေကကာဗာလောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်ရတေကအာပြောရမယ်ဆိုရင်အာ ျမမြင်တာမတရားမှုကိုဆက်လက်တည်ရှိအောင်လုပ်နေတာဖြစ်တယ်နောက်တစ်ခုကဒီတည်တံကင်းလို့ခွင့်ကို အပေးအမြောက်ပြုနေတာဖြစ်တယ်အဲ့ဒါအဲ့အရင်ကြီးမှုအလေးထားဘာဝါသွားပြီးတက်ရောက်လဲကျမတို့နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ဟာတွေပေါ်မှာအများကြီးတက်ရောက်တယ်အခုလက်ရှိစစ်တပ်ကပြည်သူတွေကိုပုံချဲတယ်ပုံချဲတော့သူ့ကာဗာလုတ်တဲ့လူတွေအများကြီးရှိတယ်ပုံချဲမှာပေါ့တပုံတွေကိုပုံချဲမှာပေါ့ PDF တွေကိုပုံချဲမှာပေါ့လာတက်နေတာကိုပြန်ပြီးတော့တော်လန့်နေတာကိုဆိုရဲအဲ့လို narrative တွေကလည်း victim blaming narrative အောက်ကနေ အားလုံးကဒီမြန်မာပြည်ရဲ့နိုင်ငံရေးစနစ်ကိုသွားတက်ရောက်တာမြင်ရတယ်။ဆိုတော့ဒါကပေါ်ပေါ်တည်တော်မဟုတ်ကိုယ့်အိမ်မှာဖြစ်တဲ့မတရားမှုတွေကိုဘလို့ကြည်လဲဘလို့မြင်လဲဘလို့အရေးယူလဲဆိုတာကတနိုင်ငံလုံးအဆင့်နိုင်ငံရေးအဆင့်မှာမတရားမှုတွေကိုဘလို့လူတွေကထောက်ခံအားပေးလဲအာဆိုတာနဲ့သွားပြီးချိန်နေရဆိုတာတော့ကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့မှာအခုဆိုရင်လေဒီကာလကအမှားပြိပခကာလလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြိပခကာလမှာအမှားအမျိုးသမီးကိုလိန်ချမ်းဖတ်တာတို့ sexual harassment ကနေကာဝယ်ဖို့ကို အခုကျွန်တော်တို့လက်ရှိဂျာပါလာအစိုးရအစိုးရအနေနဲ့ရောအရက်ဖက်အဖွဲ့အစည်းအနေနဲ့ရောအသည့်ပညာပေးတာတွေရှိလားဗောနော်အဲ့ဒီအသိပညာပေးတယ်ဆိုရင်တော့မမရအမအနေနဲ့လုံလောက်တယ်လို့မြင်လားဘလို့မြင်လဲဒီပေါ်ဗောနော်ဒီလိမ့်မိုင်းဆိုင်ရာအကျူးလုံမှုအချမ်းဖတ်မှုရအရင်ကရရှိရဆိုအခုပဏိပခကာလမှာပို့ဖြစ်တယ်နံပါတ်1ကပဏိပခလို့ပြောရင်စစ်စစ် ဘေးစစ်ဘေးကိုမြင်တယ်စစ်ဘေးကိုအဓိကပြောတာပေါ့နော်စစ်ဘေးမှာမှအဓိကလက်နက်ကင်အင်အားစုတွေဖြစ်တယ်လက်နက်ကင်ပြီဆိုရင်မဟာဘူဝါရကောင်းထောင်တာပဲဒါကလက်နက်ကင်တာအများဆုံးယောက်ျားတွေကင်တယ်ယောက်ျားတွေဘာကြောင့်ကင်ရတာလဲနောက်ဆက်တွဲမှာကောင်းမွန်တဲ့ယူရချက်တွေနောက်တော်လင်းစဉ်းစားချက်တွေရှိတော့ညာတကယ်တကယ်အာကျွန်တော်တို့စင်းချုပ်ကြည့်မယ်ဆိုရင်အများစုကတော့မဟာပူဝါရကိုအခြေခံရတာပဲ။ဒါအင်အားကြီးတဲ့လူလက်နက်ဆိုတာအင်အားပုံမှန်အခြေခံပြီးတော့တွားရတာဖြစ်တော့ သတိမငိုဆိုရင်ဒါကမဟာဘောရကိုထပ်ပြီးတော့မောင်းနေတဲ့အရာဖြစ်တယ်ဆိုတော့မဟာဘောရရဲ့နောက်ဆက်တွဲစိုးကြွားတော့ကိုယ့်ထက်အာနေတဲ့ပြည်သူလက်နက်မကင်တဲ့ပြည်သူလက်နက်မရှိတဲ့နော်ကိုကိုရရွာတဲ့ကအမျိုးသမီးတွေနာကလင်းငယ်တွေတက်ကြီးွယ်ဦးတွေကိုအနိုင်ကျင့်ဆော်ကားတာတွေဖြစ်လာတယ်အထက်မှာလိမ်မိုင်းဆိုင်ရာချမ်းဖမှုလက်နက်တပွဲအုံပြူတာစစ်တပ်ကစလို့ပေါ့နော်အကျိုးလုံခဲ့တာနှစ်ပေါင်းများစွာရိုဟင်ဂျာတွေလည်းအများကြီးကျုံခဲ့ရတယ်ဆိုတော့ အာယနေ့ကာလပဏိပခါတွေဖြစ်ပြီးဆိုရင်လိန်ချမ်းဖတ်မှုကတိုးလာတက်တယ်ဒါကတိုင်းငယ်တကာမှာလည်းအဲ့ပုံစံရှိတယ်ဆိုတော့ဒီလိန်မိုင်းဆိုင်ရာအကျန်းဖတ်မှုတွေကအာအကျန်းဖတ်မှုတွေကဘလိုနည်းနဲ့ကာကွယ်မလဲဆိုတော့အသိပညာပေးတာရှိမယ်နောက်တစ်ခုကအရေးယူတာရှိမယ်ဒီနှစ်ခုကိုကျမတို့ခံချက်ညီညီလုပ်နိုင်မှသာလေတော်ကာကြမယ် zero ဖြစ်ဖို့မလွယ်ဘူး k zero ဖြစ်သွားတဲ့အဆင့် ठी ကျမတို့ ညွန်မဲ့လို့တော့မရဘူးသို့တော့ eliminate เนาะဒီအဆုံးတတ်နိုင်အောင်လို့တော့ကျမတို့ကစူးစမ်းနေရမှာကျွန်တော်တာဝန်ဖြစ်တယ်အဲ့တော့တော်လိုင်းအစိုးရတည်းရဲ့တာဝန်ကဟိုဒီတော်လိုင်းတည်းရဲ့ကိုဆင်နွှဲပြီဆိုတော်လိုင်းရဲ့နောက်ဆက်တွဲနောက်ဆက်တွဲဖြစ်တယ်ဆောနာပြောတဲ့အကြမ်းဖက်မှုတွေကိုအ ਨੇ ဆုံးစစ်တကကျူးလွန်တာကိုအေးမယူနိုင်ရင်တောင်မှကို့တက်တယ်ကို့အင်အားစုတွေဘက်ကလောက်တာတွေကိုကျွန်တော်ထုတ်ဖော်ပြောဆိုဖို့လိုတယ်။နောက်ဒီဒီပေါ်မှာအဲကျွလွန်ခံရတဲ့သူတွေ survivor တွေရှင်သန်လွမြောက်လာတဲ့သူတွေနဲ့ရက်ခံပြီးတော့ရက်တီပြီးတော့ဒါတွေကိုဘသူပဲဖြစ်ဖြစ်ချွင်းချက်မရှိဘလူကပဲကျွလွန်ကျွလွန်ချွင်းချက်မရှိအရေးယူတဲ့0ဒေါ်လာနဲ့မူနဲ့သွားတဲ့နယ်ပေါ့နော်အဲ့ဒါလေးလို့လုံလောက်လားဆိုတော့ကျမတို့ရင်းနှီးလက်ရှိဆိုမြန်မာပြည်မှာမရှိစဘူးအမျိုးသမီးဝန်ကြီးဌာနရှိလာတယ်ဒါကမြန်မာနိုင်ငံရဲ့ပထမအဆုံးဝန်ကြီးဌာနဆိုတော့ဒီဝန်ကြီးဌာနရှိလာတာဒါတွေလို့ဖို့ဖြစ်တယ်ဒါတွေလို့ဖို့ဖြစ်တဲ့အတွက်ကြောင့်မူတွေချထားတယ်နောက် NUCC မှာဆိုရင်လည်း gender JCC ဆိုတာမျိုးတွေရှိတယ်ဆိုတော့ဒါတွေက ပြောရမယ်ဆိုရခင်ကာလတက်ဆိုင်တော့အများကြီးတိုးတက်လာတယ်။ဒါပေမဲ့လုံလောက်လားဆိုတော့အမျိုးသမီးအဖွဲ့အစည်းထောင်တဲ့ချိန်ရှိရင်တော့မလုံလောက်ဘူး။ဒါပေမဲ့အမျိုးသမီးအဖွဲ့အစည်းထောင်တဲ့ချိန်ရှိရင်ဘာလို့မလုံလောက်တာလဲလို့ပြောတာဆိုတော့အမျိုးသမီးဌာနရှိုံနဲ့တီးတဲ့ကိစ္စမဟုတ်ဘူး။အမျိုးသမီးဝန်ကြီးဌာနအမျိုးသမီးဝန်ကြီးတွေထားလိုက်ုံနဲ့ဒါကတည်လေသွားတဲ့ကိစ္စမဟုတ်ဘူး။အဲ့တော့ကျူးလွန်တဲ့လူတွေကအဲကာကွယ်ဝန်ကြီးဌာနမှာရှိရဲဆိုကာကွယ်ဝန်ကြီးဌာနမှာရှိတဲ့သူတွေကအမျိုးသမီးအခွင့်အရေးနဲ့ရပိုင်ခွင့်နောက် gender အရေးကိုနားလည်တဲ့သူတွေဖြစ်ရမယ်။ ြောရမယ်ဆိုတော့ဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုလို့ပြောရင်အမျိုးသမီးတွေကြုံရတာမဟုတ်ဘူးအမျိုးသားတွေလည်းကြုံရနိုင်တယ်အမျိုးသားချင်းချင်းယာရူးကြီးတို့ကယာရူးငယ်တို့ကျွလွန်တာဖြစ်နိုင်တယ်အမျိုးသားချင်းချင်းနော်ဟိုဂေးနော်ဒါလိမ်မိုင်းဆိုင်ရာ sexual harassment လောက်တရှိနေတယ် LGBT လို့နေတော့အဲ့ဒါကလူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်တော့ဒါတွေကိုစန့်ကျင်ရမယ်ဆိုရဲအသည့်ကအမျိုးသားတွေမှာလည်းရှိရမယ်ဆိုတော့ဘာကြောင့်မလုံလောက်တာလဲလို့မေးရင်ကျမတို့ဟိုဝိညာဉ်ဌာနအမျိုးသမီးအဖွဲ့အစည်းကိုပဲလှမ်းကြည့်တာမျိုးထက်ငါတို့နယ်လည်းဆိုင်တယ် ဒါငါတို့ရေးပါလားဆိုတာကိုလူတိုင်းကတွေးလာဖို့လိုတယ်မျိုးသမီးကလည်းတွေးရမယ်မျိုးသားကလည်းတွေးရမယ်အစစ်တပ်ထဲကဒီ PDF တန်ရင်းမှုတွေကလည်းတွေးရမယ်တန်ရင်းသားတွေကလည်းတွေးရမယ်အမျိုးသမီးတွေတွေးရမယ်မျိုးသားတွေတွေးရမယ်အကုန်တွေးမှသာလင်ဒါတွေကအာပပျောက်တဲ့အဆင့်ကိုရောက်နိုင်မှာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့မြင်တာတော့မလုံလောက်ဘူးဆိုတော့အဲ့ဒီ awareness reason လို့ပြောရင်အမျိုးသမီးကိစ္စဆိုအမျိုးသမီးကိုပဲပြောလိုက်မယ်လို့တော့တောင်းလို့မရအောင်မျိုးသားတွေလည်းပြောရမယ်အကုန်လုံးဒီပင်းကြီးကျွန်တော်တို့ကအာပြင်မှတ်ထားပြီးတော့အသိပညာမြင့်တင်နေဖို့လိုပါတယ်ပေါ့ ဟုတ်ကဲ့ပါမကျွန်တော်တက်ဆက်သေးထပ်မေးချင်တာလေးမဒီလိုအကြမ်းဖက်မှုတွေကိုအကြမ်းဖက်မှုတွေပေါ့နော်ဒိန်ကြမ်းဖက်မှုတွေရဲ့ sexual harassment တွေထပ်မဖြစ်ပေါ်စေဖို့ပေါ့နော်ကျွန်တော်ဒီလူမှုအတိုင်းဝိုင်းရောအစိုးရရောအရက်ဖက်အဖွဲ့အစည်းရောဘလို့အချက်ကိုအလေးပေးဆောင်ရရမလဲပေါ့နော်ဒီအသိပညာပေးရပြင်ပဲအချက်ကိုအကြီးကအလေးပေးဆောင်ရရမလဲမနံပါတ်1ကတော့ကျွန်တော် political way ကိုပဲကျွန်တော်ပြောချင်တယ်နိုင်ငံရေးစိတ်ဆန္ဒရှင်ဘာမှမဆိုဖြစ်နိုင်တယ် ကျွန်တော်တို့နိုင်ငံမှာပြောရတာပြောကြပါလိမ့်မယ်။အခုကပဏိပခကာလမစမပြေဘူးပတ်စံမရှိဘူးအင်တာနက်မရှိဘူးလူတွေစီသွားလို့မရဘူးဆိုမျိုးစုံမျိုးစုံပြောကြလိမ့်မယ်။သို့သော်ကျွန်တော်တို့တော်လင်ကြီးတောင် လုပ်နိုင်သေးတယ်။အသက်နဲ့ရင်းနဲ့အသက်နဲ့ရင်းပြီးတိုက်ရတဲ့တော်လင်ကြီးတောင်ကျွန်တော်တို့လုပ်နိုင်တယ်ဆိုကျန်တာဘာမှဆိုကျွန်တော်တို့လုပ်နိုင်တယ်။ဆိုတော့အဲ့ဒါကတော့ဟိုကျွန်တော်ဒီ၃နှစ်၄နှစ်တွေမှာမြင်ရတဲ့လူတွေရဲ့လုံနိုင်လုတ်ပိုင်စွာအာလုံနိုင်စွာအာကျွန်တော်တို့အများကြီးရှိတယ်။ဆိုတော့နိုင်ငံကြီးစိတ်ဆန္ဒသာရှင်ဘာမှဆိုဖြစ်နိုင်တယ်။ ိစိတ်ဆန္ဒဘယ်သူမှရှိရမလဲဆိုတော့တာဝန်ယူထားတဲ့သူတွေနောက်ဒီသားအသီးသီးမှရှိနေတဲ့ကောင်းဆောင်တွေမှာဒီလိမ်မိုင်းဆိုင်ရာအကြံဖတ်မှုတွေနဲ့အမျိုးသမီးတွေကိုကာကွယ်မြင့်တင်ရမယ်ဂျန်ဒါအားလုံးပေါ်တပြေးညီအာနော်တရားမျှတမှုစောင့်ကြည့်ရမယ်ဆိုရင်စိတ်ဆန္ဒရှိရင်ဘာမှစိုးဖြစ်နိုင်ပါတယ်အဲ့တော့အာကျွန်တော်ရိုးရိုးရှင်းရှင်းမဲ့တွေးရင်တော့ရတယ်ကလေးလေးတယောက်တော့မေးရင်တော့မှအဲတမိဒါလေးမကြုံရတယ်ဘလို့ဘလို့ဖြစ်စေချင်လဲဆိုလှုပ်တဲ့ကောင်ကိုပြန်ပြန်ပြီးချချင်တယ်ဒါပဲကျွန်တော်အခုတော်လင်းရလဲဒီလိုပဲကို့ကိုမတရားလုပ်တဲ့သူကိုတစ်ခုခုတုံ့ပြန်ခံရစေချင်တယ် ဒါဒါဒါလူသားရဲ့ instant ပဲပြန်တုံးပြန်ခံရစေချင်တယ်အဲ့တော့ကျွန်တော်အဲ့တုံးပြန်ခံရမှုကိုစနစ်တကျဥပဒေတွေနဲ့သတ်မှတ်ထားနိုင်ရင်အဲ့ဥပဒေတိုင်းအရေးယူလိုက်တယ်ဆိုရင်ကျူးလွန်ခံရတဲ့သူကတရားမျှတမှုခံစားရရင်ဒါကအာဆွမ်းနာပြောရဲဟိုရန်ညိုးရန်စားအတန်တရားကြီးရရက်သွားတယ်ဘာဖြစ်လို့ဆိုကျူးလွန်ခံရတဲ့သူကလည်းတရားမျှတမှုခံစားလိုက်ရတယ်လုတ်တဲ့သူကလည်းအပြစ်ခံလိုက်ရတယ်ဆိုတော့အဲ့ဒါကအခြေခံစဉ်းစားချက်ဖြစ်တယ်ပေါ့အဲ့ဒါကိုမလုံနိုင်သေးရတော့ ကျူးလွန်ခံရတဲ့သူကလည်းတရားမျှတမှုမခံစားရဘူးတော်လင်းကိုစိတ်ပြတ်မယ်မပါဝင်နိုင်တော့ဘူးပြီးတော့အဲ့ဒါကိုညင်ရတဲ့လူအဲ့ဒါကိုမြင်တွေ့နေရတဲ့ဂျားလူတွေကလည်းစိတ်ပြတ်မယ်စိတ်ပြတ်မယ်တော်လင်းကိုအားရော့လာမယ်ဘာလို့ဆိုချီစမ်းဒီမျိုးသမီးကြောင့်ကြုံရတာကျူးလွန်ခံရတဲ့သူကအခုထိလွတ်မြောက်နေသေးဆိုရင်ဂျန်တဲ့အမျိုးသမီးတွေကမလုံခြုံတော့စိတ်ကမလုံခြုံမလုံခြုံမှုကိုခံစားရတယ်အဲ့အဲ့တယောက်တည်းကိုပဲသွားတက်ရောက်တာမဟုတ်ဘူးအမျိုးသမီးအားလုံးပေါ်တပြင်းညီတက်ရောက်တယ်အဲ့လိုပဲ LGBT တယောက်ဟိုအကျန်းဖက်ခံရတဲ့ကိစ္စ ဟိုကျူးလွန်ခံရတဲ့သူက AACC ပဲဆိုရင် LGBT အားလုံးကိုတပြင်းညီစိုးရိမ်စေဖြစ်စေတယ်အဲ့ဒါကတော်လင်းကိုနှောင့်နှေးစေတဲ့အချက်ဖြစ်တယ်ဆိုတော့အရေးယူမှုလုပ်ရမယ်အရေးယူမှုကိုကြောတိုင်းရင်သားမခွဲခြားဘဲနဲ့လုံဝင်လုပ်တဲ့အတိုင်းအပြစ်ပေးရေးယူပါမယ်အဲ့လိုပြောလိုက်ချင်းကဒီလူကတော်လင်းကြီးမှာစရိုက်ပါဝင်လာခဲ့တဲ့တော်လန်စိတ်တတ်နဲ့ရဲဘော်ရဲဘက်ဖြစ်မှုပျက်သွားစေတာမဟုတ်ဘူးအဲ့ဒါမတူဘွဲကြည့်ရမယ်ကျွန်တော်တော်လင်းထဲမှာရှိတဲ့အသက်ကြီးကြီးတွေအိုး88ကလေးကပါဝင်လာခဲ့တဲ့လူတွေ တို့ရဲ့တော်ဝင်ပါဝင်မှုတို့ရဲ့တော်လန်မှုတို့ရဲ့နှစ်ပေါင်းများစွာလေးစားတယ်တန်မိုးထားတယ်ဒါပေမဲ့မတရားမှုကျူးလွန်မတရားမှုကျူးလွန်တဲ့ဟာကိုတော့ကျွန်တော်တို့ကပြောဖို့ပြောရမယ်ဒါတော့မကြိုက်ဘူးဒါတော့မဖြစ်သင့်ဘူးဒါကတော့မှားတယ်ဆိုအဲ့ဒါကသူ့ရဲ့ဖြတ်သန်းမှုမလေးမစားလုပ်တာမဟုတ်ဘူးသူ့ဖြတ်သန်းမှုကျွန်တော်မေ့လိုက်တာပေါ့အဲ့နှစ်ခုကိုကျွန်တော်တို့ကခွဲမြင်ပြီးတော့ရဲဘော်ရဲဘက်လေးစားတယ်တန်မိုးထားတယ်ဒီအမောက်တော်နဲ့တာဝန်ခံရမယ်သက်ဆက်အဲ့တာဝန်ခံပြီးသွားပြီဆိုရင်တော့ပြန်လာခဲ့ရဲဘော်ရဲဘက်ဖြစ်နိုင်တယ် ကျွန်တော်ဟိုအဲ့ဒါဥပဒေရှင်ဥပဒေတန်းကိုရေးယူလို့ပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ case ဆိုကျွန်တော်တို့ဥပဒေထဲမှာပို့ပြီးတော့ချေချေပြန့်ပြန့်ခြုံငုံမိအောင်တိုက်တွန်းနေရရှိတယ်ဒါဆိုရင်တော့အတရားမျှတမှုကဆောတော့ပြောတသက်လုံးပြီးသွားတော့မှာလားနော်ဟိုကျွလုံနဲ့ပုံမှန်မူတည်ပြီးတော့ပြစ်မှုနဲ့ဖြစ်တဲ့ကန့်ညီအောင်ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တို့ဘယ်လောက်ထိကြည်ကြဲပြန့်ပြန့်ပြဋ္ဌာန်းထားနိုင်လဲပုံမူတည်ရလို့မြင်ပါ ဟုတ်ကဲ့ပါမဒီလိုရှင်းပြပါရကျေးဇူးတင်ပါတယ်မနောက်တစ်ပိုင်းပေါ့နော်ဒီအမတို့ sister to sister အဖွဲ့နဲ့ပတ်သက်တဲ့အပိုင်းကိုတွားခြင်းပါတယ်မကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်ဒီမဲဆောက်မြို့မှာလေ energy party ဝင်တဦးကဒီ9နှစ်ရွယ်တမီးငယ်လေးတမူတဦးပေါ့နော်တန်ငယ်မရင်ကျင်းလန်တဲ့ကိစ္စကိုလွန်ခဲ့2024ပြီးခဲ့နှစ်ကပေါ့နော်ဒီ NUG ကဖန်ရန်ထုတ်ထားရပေါ့ဆိုတော့တည်ကျင်တာအမှားရဲ့အဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအနေနဲ့အမားတို့ sister to sister အဖွဲ့နဲ့ဘာမှမသိထားလဲမှာ ဘိုင်မန်းဆောင်ရွက်နေလဲပေါ့နော်ကျွန်တော်ဒီ case ကလည်းဒါ NLD ဆိုရင်ဒါနာမည်ကြီးပါတီတဲကပါတီဝင်တူကကျွန်းလွန်လာပြီးတော့တက်ငင်မင်းဖြစ်တဲ့ခါကျတော့အဲကျွန်တော်တို့မျိုးသီးဖွဲ့တော့အများကြီးအဲ့တုန်းကကျွန်တော်တော်တော်လေးကိုကြဲကြဲပြန့်ပြန့်ပြောကြဆိုကြပါတော့နော်သို့တော့ကျွန်တော်တို့ ဆောနာပြောသလိုအာတစ်တန်ကင်းလို့ခွင့်ကိုအဆုံးသတ်ဖို့ဆိုတဲ့အခါမှာကျွန်တော်ကပြောရုံဟောရုံကြီးညာချက်တွေထုတ်ရုံနဲ့မပြီးပြန်အောင်နောက်ဆက်တွဲလုပ်ရတယ်အဲ့လိုလုပ်ဖို့အတွက်ကကျွန်တော်က follow up တွေလိုက်ရတယ်ဖွဲ့စည်းရင်းနဲ့ design map map case တွေ깟ပြီးဆောင်ရွက်ရတာရှိရပေါ့အခုဒီကိစ္စဆိုကျွန်တော်နောက်ဆုံးသိရတာ warrant ထုတ်တဲ့ကိစ္စပေါ့နော် warrant ထုတ်တဲ့နောက်ဆက်တွဲမှာအာသူဒီကျွန်းလုံးနဲ့သူဒီဒီ warrant ထုတ်ထားတဲ့ဒေတာအသီးသီးမြန်မာပြည်ထဲမှာပေါ့နော်ဒါတွေသွားတယ်ဆိုရင်တော့ဖမ်းဆီးခံရမယ်ဆိုတာမျိုးသို့တော်ကျွန်တော်တို့နားလည်ထားတာကဒီလူက ဲထိုင်းမှာအခြေစိုက်တာထိုင်းမှာရှိနေတာထိုင်းနိုင်ငံမှာဖြစ်တဲ့တကြောင်မလို့ဒီဝရမ်းကတက်ရောက်မှုမရှိပြန်ဘူးမရှိပြန်ဘူးမရှိတော့အာဝရမ်းထုတ်ထားတယ်ဆိုတာကအဲ့လူရဲ့အာနိုင်ငံရေးနိုင်ငံရေးပိုင်းဆိုင်ရာသူကအပြစ်ရှိတယ်ဆိုတော့ပြည်တွင်းထဲမှာတော့ကျွန်တော်တို့ကအတိုင်းအတာတစ်ခုထိဟိုဒါမြင်တာတဲ့ တရားမျှတမှုတခုတော့ကျွန်တော်တို့ဒါ warrant warrant ဆိုတာနဲ့တော့မြင်ရတယ်ပေါ့နော်သို့တော်သူဒီထောင်ထဲမှာအချင်းချခံရတဲ့စင်တီမဖြစ်ဘူးအဲ့လိုဖြစ်ဖို့ကအခုလက်ရှိသူကျိုးတော်နာထိုင်းထဲမှာဖြစ်တဲ့ကြောင့်ထိုင်းနိုင်ငံထဲမှာပဲထိုင်းနိုင်ငံဥပဒေနဲ့အရေးယူဖို့လိုပါတယ်ကျွန်တော်မြင်တာအဲ့ဒါအဓိကလုပ်ဖို့လိုတယ်ထိုင်းနိုင်ငံဥပဒေနဲ့အရေးယူမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာရှိတဲ့ဥပဒေရှိနေစုဖွဲ့တွေနဲ့တိုင်ပင်ရမယ်ဒါကိုအာကျွန်တော်တို့ဒီနော်ဒါဒီကျွလုံခံရတဲ့သူတွေအစင်သင့်ဖြစ်ပြီဆိုတဲ့အချိန်မှာတရားရုံးတက်ဖို့လိုပါတယ်အဲ့ကိစ္စ ယနေ့အချိန်ကြီးကျမတို့မမေ့ဘူးမပြောက်သွားဘူးပြီးသွားမှလည်းမဟုတ်ဘူးအဲ့တော့ကျွလုံခံရတဲ့သူအဲမိသားစုက ready ဖြစ်ပြီဆိုရင်ဒါတွေကထိုင်းနိုင်ငံဘက်မှာဥပဒေအရအရေးယူဖို့ဆောင်ရွက်လို့ရပါတယ်ဟုတ်ဒါကတော့ကျမတို့သိထားတဲ့အရာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မအခုလက်ရှိမှာဟောလေဒီအမားတို့ sister to sister အဖွဲ့ကိုတိုင်ထားတဲ့အကူအညီတောင်းထားတဲ့ဒီ sexual harassment ကိစ္စတွေရောရှိလာမှာဘယ်လောက်ဘယ်နှမှုနောက်ရှိလဲပေါ့နော်ဒါကိုဘယ်လိုကြီးကူညီဖြည့်ရှင်းပေးနေလဲမှာအဲ့ဒါလေးသိချင်ပါတယ်မှာ အာကျွန်တော်တို့တိုင်နေဆိုတာထက်ကျွန်တော်တို့ဖွဲ့စည်းနေရလေလွန်ခဲ့တဲ့၄နှစ်ကစတင်လာတဲ့အခါမှာကျွန်တော်တို့ဒီဒီ sexual harassment case ပဲဖြစ်ဖြစ် violent case တွေပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကိုအဲထိတွေ့ကြင်တွေ့ရတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းလိလာရစေလိလာရစေ အာတက်တန်းမှုသေးရပေါ့နော်ကျွန်တော်အကောင်းဆုံးစူးစမ်းရတော့ရှိနေပြီးသားအစုဖွဲ့သီးသီးရဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်တယ်အဲအရင်မြစ်တွေနဲ့ကျွန်တော်တို့ဖလှယ်ပြီးဆောင်ရွက်တယ်ပေါ့ဥပမာကျွန်တော်တို့ကျွန်တော်တို့ဆိုရင်အမျိုးသမီးချင်းအသွေးစီးညီမှုပြတဲ့ဖွဲ့စည်းဖြစ်တဲ့ကြောင့်မလို့ကျူးလွန်ခံရတဲ့သူတွေနဲ့ကျွန်တော်တို့အတူရက်တည်တယ်အဲ့လိုရက်တည်တဲ့ပုံစံကိုကျွန်တော်ဘယ်လိုပုံစံနဲ့သွားလဲဆိုတော့အမျိုးသမီးတွေညီမတွေယင်ထဲမှာအဲနော်ပြောချင်တဲ့အကြောင်းအရာတွေရှိရင်ကျွန်တော်တို့ယင်ဖွင့်လို့ရတယ်ဆိုတာမျိုး2021ကစပြီးကျွန်တော်တို့ case တွေကောက်တယ်ပေါ့နော် case တွေကောက်တဲ့အခါမှာဒီ case တွေရဲ့ နောက်ဆုံး event ကတော့တရားမျှတမှုရရှိပြီပေါ့သို့တော်ရှေ့မှာပြောလိုက်တယ်လို့တရားမျှတမှုလို့ပြောရင်ကျုလုံနဲ့သူကထိုင်းနိုင်ငံဆိုထိုင်းနိုင်ငံဥပဒေရေးရနဲ့ကျတော့တွားရမယ်အဲ့လိုရေးရလောက်ဖို့အတွက်ဆိုရင်အဲကျုလုံခံရတဲ့သူတွေကလည်းတိုင်ရမယ်တိုင်ဖို့အတွက်လည်းရှေ့နေရှေ့ရတရားလည်းထိုင်းနိုင်ငံရေးရဲ့ဥပဒေကိုနားလည်တဲ့သူတွေဖြစ်ရမယ် အာအဖွဲ့အစည်းတွေကလည်းပုံတင်ထားရမယ်ဒါတွေကအများကြီးအကန့်အသတ်တွေရှိတယ်သို့တော့ကျွန်တော်ဒီ case တွေကတော့ဘယ်တော့မှမေ့သွားမှာမဟုတ်တော့ကျွန်တော်လက်ခံထားတယ်အဲ့လက်ခံထားတဲ့ case တွေကိုမှတ်တမ်းယူထားတယ်အဲ့တော့အဲ့မှတ်တမ်းတွေအရာကဘသူကဘသူ့ကိုဘယ်ချိန်မှာဘလို့လုပ်တယ်ဆိုကျွန်တော်မှတ်တမ်းနေကြတယ်အဲ့မှတ်တမ်းတွေကိုတရားဝင်အရေးယူဖို့ဆိုတဲ့ case ကအဲကျွန်တော်အဖွဲ့အစည်းတွေအနေနဲ့ထပ်ပြီးတော့စူးစမ်းရအောင်မယ်ပြီးရင်ကျွန်တော်ညီမတွေရဲ့ case တွေတော့ကျွန်တော်ကဟိုအဲ့လိုမျိုးအခက်အခဲတွေရှိလို့ ထုတ်မပြောနဲ့ဆိုတာမျိုးလုတ်လို့မြင်လုတ်เสียမလို့ညီမတွေထုတ်ဖို့ပြောချင်တဲ့အချိန်ကျရင် ready ဖြစ်တဲ့အချိန်မှာကျွန်တော် ready ဖြစ်တဲ့အတိုင်းအတူတကွာရက်တီးပြီးတော့ရက်ခံပေးကြရတယ်ပေါ့နော်တိတ်မကြခင်ရဖြစ်တဲ့ဒီကင်ရင်ဒီအမ်ကင်ရင်ဒီပြည်နေသားပေါ့နော်နေနေပြည်နေသားမောက်ခမ်းမှာကိစ္စဆိုရင်ကျွန်တော်တို့တိုင်တာတော့မဟုတ်ဘူးသို့တော့ဒါကကြော်ကြားမှုပေါ့ကြော်ကြားမှုအနေနဲ့ကျွန်တော်တို့ရက်ခံတယ်နောက်ဒီဝင်းကြော်လုတ်တဲ့ကိစ္စနော်ကိုဝင်းကြော်ဆိုတာဒီနော်ဒီစကိုင်းတိုင်းဘက်မှာဖြစ်တဲ့ကိစ္စဆိုရင်လည်းဒါကျွန်တော်တို့အတူရက်တီးပြီးတော့ အာနော်ထုတ်ပြန်ကြေညာတာတွေလုပ်တယ်ဒါကတော့ကြော် जा case တွေရောကြော် जा case အတိုင်းကျမတို့သွားတာရှိရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကြော် जा တာမဟုတ်ဘဲနဲ့ဒီတိုင်းအာမှတ်တမ်းယူထားယုံဆိုပြီးတော့ကျမတို့ရင်ဖွင့်ထားတဲ့ case တွေလည်းဘာမှတော့လုံးလို့မရဘူးသို့တော့ကျမတို့မှတ်တမ်းနေနဲ့ကျမတို့မှရှိရယ်ပေါ့နော်ဒါတွေကတော့ကျမတို့ advocacy တွေလုပ်တဲ့အခါမှာလည်းလိုရင်လိုရတယ်လို့အဲတိုင်ထားတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ကျမတို့သွားဖို့ရှိရယ်ဟုတ်ကဲ့မှာဒီအခုပေါ့နော်ဒီ ဒီကလမှာဒီ sexual harassment ဖြစ်ရတဲ့ရာလေရှင်တန်သွမြောက်သူတွေအတွက်တရားမျှတမှုရှာဖို့အရှင်ပြေမလားပေါ့နော်ပြီးတော့တစ်ဆက်သေးပဲအမရဥပဒေကြောင့်ကတော့မယ်ဆိုရင်ရောဘလို့အခက်ခဲတွေတိုးအတွက်ရှိနိုင်မလဲအမအဲ ယနေ့လက်ရှိကိုလိမ်မိုင်းဆိုင်ရာစော်ကားနှောက်ရတဲ့ case တွေတိတိဖြစ်စီကြီးကြီးဖြစ်စီကျမတို့ညီမတွေကိုအားပေးချင်တာညီမတွေမဟုတ်ကျမတို့ဒါယောက်ျားမိန်းမဘာလို့မဆိုဂျုံရနိုင်တယ်ဆိုတော့အားလုံးကိုအားပေးချင်တာကကိုယ်စိတ်ထဲမှာမသက်မသာခံစားလဲရတယ်ဆိုတဲ့အရာတွေကိုရိုင်းအတိဆုံးဖြစ်တယ်ဥပမာကိုယ်ခန္ဓာကိုလာပြီးတော့ပုတ်တက်ကင်တွင်သွားတယ်အဲ့ဒါကကျူးလွန်ခံရတဲ့ကျူးလွန်တဲ့သူအတွက်ကကြတော့ဟမ်ပေါင်လေးပုတ်လိုက်တာခြေထောက်လေးပုတ်လိုက်တာဗာများ ပအသားပဲ့ပါသွားလို့လဲဆိုရမိကုန်အဲ့တော့အဲ့ကိစ္စကိုပြောရင်လဲကြားတဲ့လူကအော်ဒါလေးကတော့ထားလိုက်ပါနဲ့ဘာမှဖြစ်သွားတာမဟုတ်တာသို့တော့အတိကအရေးကြီးတော့ဗာလဲတော့ဂျုံရတဲ့လူရဲ့အတွေ့အကြုံကိုကျွန်တော်တို့ဘသူဘသူရဲ့အတွေ့အကြုံနဲ့မှရှင်းရမလို့ကြုံရတဲ့လူကဘလို့ခံစားရအတိဆုံးဖြစ်တယ်။ကြုံရတဲ့လူကကြိုက်လားမကြိုက်ဘူးလား။ကြုံရတဲ့သူကအစင်ပြေလားမပြေဘူးလား။ तू အတိဆုံးဖြစ်တယ်။ तू ပြောတာ तू ပြောတဲ့အတိုင်းပဲကျမတို့ကလက်ခံရမှာဖြစ်တယ်။အဲ့ဒါကိုအဲ့လိုမခံစားနဲ့ဟိုလိုခံစားလိုက်ဒီလိုမခံစားနဲ့ဒီလိုခံစားလိုက်ဆိုပြီးတော့ အခြားသူတွေရဲ့အတွေ့အကြုံတွေက rape လောက်ခံလိုက်ရမှာမဟုတ်တာဆိုတာမျိုးတွေရှင်းပြီးပြောတာမျိုးတွေလုံးဝမလုပ်သင့်လုံးဝမလုပ်သင့်ဘူးအဲ့တော့ကျုံရဲ့လူကခံစားချက်ဖြစ်တယ်အဲ့ခံစားချက်အတိုင်းကိုကျမတို့ကယုံကြည်ပေးရမယ်နားထောင်ပေးရမယ်အတူရှိပေးရမယ်ဒါနံပါတ်၁အချက်ပေါ့နော်အဲ့နောက်ဆက်တွဲမှာဆိုတော့ကျမတို့တရားမျက်တောက်မှုရှာရတဲ့ကိစ္စတရားမျက်တောက်မှုရှာရင်တော်တော်များများလက်ရှိမှာမြင်တာထုတ်ဖို့ပြောလေထုတ်ဖို့ပြောလေဆိုကျမတို့ကိုယ်တိုင်လည်းပြောပါတယ်ထုတ်ဖို့ပြောခိုင်းတယ်ထုတ်ဖို့ပြောလို့ပြောရင်လူတွေမြင်တာ Facebook မှာတက်ရေးတောင်မြင်တာ ကျွန်တော်ပြောတာအဟုတ်ဘူးထုတ်ပေါ်ပြောဆိုတာကကိုယ်တကယ်ချင်းကိုပြောတာရှိမယ်ဒါမှမဟုတ်ကိုယ့်ရဲ့ boss ကိုယ့်ရဲ့အဖွဲ့အစည်းကခေါင်းဆောင်တိုင်တာရှိမယ်ဒါမှမဟုတ်ကိုယ့်မိသားစုကိုပြောတာဖြစ်နိုင်တယ်ကိုယ့်ချစ်သူကြီးစားကိုပြောတာဖြစ်နိုင်တယ်ထုတ်ပေါ်ပြောဆိုတာတယောက်တည်းကြိတ်ပြီးမခံစားနဲ့တယောက်ယောက်ကိုပြောတစ်ခုခုပြောလိုက်ပြောတယ်လို့ပြောရင်လည်းစကားမပြောတတ်တဲ့သူတွေလည်းကျွန်တော်ထည့်စင်တာစကားမပြောတတ်ဘူးကြုံနေရတဲ့မတန်ဆွမ်းတွေအများကြီးရှိသူတို့တွေဆိုဘယ်လိုပြောရမှာလဲပါစပ်ပြောလို့မရအောင်ရေးရမယ် ကုပေါ်ပြောဆုံးမှုလွတ်လပ်စွာထုတ်ပေါ်ပြောဆုံးစွာနှီးပေါင်းဆောင်ဖြစ်နိုင်တယ်ပုံဆွဲတာဖြစ်နိုင်တယ်အာနော်ဟိုကာတွန်းပုံစံဖြစ်နိုင်တယ်စာရေးတာဖြစ်နိုင်တယ်ပကြီဆွဲတာဖြစ်နိုင်တယ်တချင်းရေးတာကြပြာရေးတာမျိုးစုံကိုအတွေ့အကြုံကိုထုတ်ပေါ်ပြောတာကိုကျွန်တော်အားပေးတယ်အဲ့ဒါလူသားရဲ့အခြေခံရပိုင်းပဲဆိုတော့အဲ့ဒါကိုပြောတာဆိုတော့ဒီဘက်ခင်မှာတော့ထုတ်ပေါ်ပြောလို့ Facebook မှာတက်ရေးမှုစာစီအဲ Facebook မှာဆိုတဲ့ဟာကကျွန်တော်မြင်တာဒါလမ်းကြောင်းနေတဲ့ရတစ်ခုပဲလမ်းကြောင်းနေတဲ့တစ်ခုပဲ ဆိုတော့ Facebook မှာဟိုတော်တော်ကဆိုကျွန်တော် live လွှင့်နေယောက်ျားရိုက်ခံနေရတော့ live လွှင့်ချလိုက်တဲ့အမျိုးသမီးတယောက်ရှိဒါဆိုလိုက်ပြီ online ပေါ်ကနေသူထုတ်ပေါ်ပြောတာပဲနောက်တနည်းနဲ့ပြောတာပဲဒါကိုကျွန်တော်တို့အားပေးရမယ်သူနဲ့အတူရက်တည်ရမယ်ဒါပေမဲ့သူ့လိုမျိုး live မလွှင့်နိုင်တဲ့လူတွေအများကြီးရှိတယ် live တောင်လွှင့်ခွင့်မရလိုက်ဘူးရိုက်ခံလိုက်ရတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်အဲ့လိုမလုပ်နိုင်လို့လေသူတို့ကတရားမျှတမှုရှာလို့မရတာမဟုတ်ဘူးပြောချင်တာကတော့ဒီပေါင်းဆောင်ရှိတယ်အထုပ်ပေါ်ပြောလို့ပြောတာအခြေခံအကျဆုံးကဒီအရေးယူဆောင်ရွက်နိုင်တဲ့သူတို့တိုင်မှုဖြစ်တယ် တိုင်မှာတိုင်တဲ့အခါမှာလည်းတိုင်ခံရတဲ့သူတွေကလည်းတိုင်တဲ့လူရဲ့အချက်လက်တရင်အချက်လက်ကိုတေချာထိမ့်သိမ်းထားဖို့လိုတယ်။နောက်တစ်ခုကဟိုသူတို့ရဲ့အာ protection ပေါ့နော်ကာကွယ်ပေးမှုကိုအဲ့အဖွဲ့အစည်းတွေအာမခံပေးဖို့လိုတယ်။အာမမခံပေးနိုင်ဘူးဘယ်သူမှလာမတိုင်ဘူး။နောက်ခေါင်းဆောင်တွေလုပ်တဲ့ဟာရှိတယ်။ခေါင်းဆောင်တွေကကျူးလွန်နေဆိုရင်ဘုတ်အဖွဲ့ကိုတိုင်ရမယ်။ဘုတ်အဖွဲ့ခေါင်းဆောင်ဘုတ်အဖွဲ့ကိုတိုင်တယ် ဘိုးဘွားလည်းအေးမယူဘူး။ခေါင်းဆောင်ကကျွလုံးနဲ့ဘိုးဘွားလည်းဟိုဗမာသူတို့ရဲ့အပေါင်းအမတွေပဲဖြစ်နေဆိုရင်တော့နောက်တဆင့်သွားရမယ်။အဲ့ဒါကတော့အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းတာအဖွဲ့အစည်းတွေကိုရင်းဖွင့်တာဖြစ်နိုင်တယ်။နောက် online တွေပေါ်သွားတာဖြစ်နိုင်တယ်။ဒီ online တွေပေါ်မှာထုတ်ဖို့ပြောလိုက်တာကမှစိတ်ထဲမှာလွတ်မြောက်သွားစေရဆိုလည်းရေးပါ။ဒါပေမဲ့ online ဆိုတာနောက်ဆက်တွဲတက်ရောက်မှုတွေများကြီးရှိတယ်။ ါကိုယ့်ဘောမှာကောင်းတာလည်းဖြစ်လာနိုင်တယ်ဆိုးတာလည်းဖြစ်လာနိုင်နေပေါ့နော်မျိုးစုံဖြစ်နေတယ်ဆိုတော့ဒီဘက်ခင်မှာတော့ကျွန်မမြင်နေတရားမျှတမှုရှာဖွေတဲ့နည်းလမ်းတွေအများကြီးရှိလာပြီးသူသဖြင့် social media ရှိလာတဲ့အခါမှာလူတွေကပုံစံမျိုးစုံနဲ့ထုတ်ဖော်ပြောလို့ရနေကြပြီဆိုတဲ့အခါမှာတရားဥပဒေလမ်းကြောင်းကတော့ကျွန်မမြင်တာရေရှည်တည်တဲ့တကယ်အာစနစ်စနစ်ကိုပါထည့်သွင်းစဉ်းစားတဲ့ ဟိုနော်အပြောင်းလဲဖြစ်မယ်အဲကြောင့်မလို့အခုလက်ရှိကျွန်တော်တို့က local governance တွေအများကြီးတည်ဆောက်နေကြတယ်ဟိုတကယ်ရင်နေချင်းကချင်းအာမကွေးမန္တလေးအစလို့ပေါ့နော်ဒီ data တွေမှာလဲ sexual harassment တွေ zero tolerance ဆိုရဲဟာ sexual violence zero tolerance ဆိုရဲ policy ကိုချစီခြင်းနဲ့အဲ့လိုချားမှသာလေအဲ့လိုချားဖို့ကလည်းဆရာပြောသလိုသူ့ရဲ့နောက်ဆက်တွဲတက်ရောက်မှုတေချာနားလည်ထားဖို့နားလည်ထားတဲ့လူတွေဖြစ်ဖို့လိုတာပေါ့နော်အဲ့လိုတော့ကျမတို့မြင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sister to Sister အဖွဲ့ရဲ့အမှုဆောင်အဖွဲ့ဝဲမက်တင်စာရှုံးလန့်ကြီးကို Sexual Harassment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးပြိပခကာလမှာအမျိုးသမီးတွေကိုလိန်ကျန်းဖတ်တဲ့အကြောင်းအရာတွေကိုတည်တံ့ဆက်သွယ်မြင်မြန်ခဲ့ရပါဖြစ်ပါတယ်ခင်ဗျာကြီးစုနေကြမြင်းစမပိတ်တမြအားလုံးပဲရန်သူမျိုး၅ပါးအန်ငယ်ကနေကင်းဝေးပြီးတော့အထူးသဖြင့်ဖက်စစ်စစ်သက်အန်ငယ်ကနေကင်းရှင်းကြပါလို့ဆုမကောင်းတောင်းဝေးပါတယ်နောက်တွေ့ဆုံမြင်မြန်ကနေမှပြန်တွေ့ပါမယ်ကျွန်တော် 看对吧？怎么样？